ကဲအားလုံးပဲမင်္ဂလာပါ Beef Mind Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာကျွန်တော်ဒီလိုမျိုးမလုပ်ဆက်ရတာတော်တော်တော်ကြားသွားပြီပေါ့ဘာလို့လဲဆိုတော့အာကျွန်တော် Channel မှာကျွန်တော်ဗီဒီယိုမတင်တာလေလာတော့ကြားသွားတာ ਉਹ ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒီ Channel လေးကိုဗီဒီယိုမတင်မဲနဲ့အကြာကြီးပြစ်ထားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်လည်းအလုပ်တွေအများများနေတဲ့အတွက်ကြောင့်မလို့ဒီဘက်ကိုလည်းနေမလည်းမဖြစ်သွားတာပေါ့နော်အာနောက်ပြီးတော့နောက်တစ်ချက်ကကြတော့ အာကျွန်တော်ဒီဗီဒီယိုလုပ်တဲ့ပုံစံပေါ့ကျွန်တော်ရဲ့ channel မှာရှိတဲ့ဗီဒီယိုအများစုက audio အသားပေးဗီဒီယိုတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အာကျွန်တော်အခုလိုမျိုးပုံစံမပါဘူးပေါ့နော်အဲ့တော့အတန်ကိုပို့ပြီးတော့အာယုံဆိုင်ဖြစ်တယ်အာ subtitle ပါတဲ့အတွက်ကြောင့်မို့စာဖတ်ဖြစ်တယ်ဒီလိုမျိုးကြီးနေရှိတယ်ဒါပေမဲ့အခုကျတော့ကျွန်တော်လုပ်တဲ့ဗီဒီယိုပုံစံနည်းနည်းချိန်သွားတယ်ဒါကလည်းဘာလို့လဲဆိုတော့ YouTube ရဲ့ policy တချို့အရာပေါ့ အာကျွန်တော်ဒီလိုမျိုးပုံစံလေးလုပ်ရမှာပို့ပြီးအဆင်ပြေမယ်လို့ထင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီလိုမျိုးပုံစံလေးရိုက်ဖြစ်တာပေါ့အဲ့တော့ဒီလိုပုံစံမျိုးကမိတ်ဆွေတို့အတွက်အဆင်ပြေတာဒါမှမဟုတ်ရှင်အနောက်ရှက်ဖြစ်နေတာဆိုတာလေးလဲကျွန်တော်ကိုကွန်မန့်မှာပြန်ပြီးတော့အော်ရေးသားပေးသွားမယ်ဆိုရင်တော့ပို့ပြီးကျေးဇူးတင်တာပေါ့နော်ဆိုတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ပေါ့အဲ့ဒါကတော့တခြားထူးထူးခြားခြားတော့မဟုတ်ဘူးဆရာမမဆန္ဒရေးသားထားတဲ့ဝတ္ထုလူတွေတစ်ပုဒ်ကိုပြန်ပြီးတော့မျှဝေပေးချင်တာပါ အာဘာလို့ဒီဝတ္ထုတို့လေးကိုပြန်ပြီးပြောရလဲဆိုတော့အကယ်၍ဒီဝတ္ထုတို့လေးကိုဆရာမရေးထားတာက1989ခုလောက်ကရေးထားတာဒါပေမဲ့အခုဒီအချိန်ထိကန့်ညင်နေတော့မယ်ပေါ့နော်ဆိုတော့ဝတ္ထုတို့လေးရဲ့နာမည်ကဆော့ဝိုင်းနဲ့အာအဲ့ဆော့ဝိုင်းကသူကဘယ်ရမှာဇက်တည်တည်ထားလဲဆိုတော့ဈေးထဲမှာပေါ့နော်လူတစ်ယောက်ကဈေးဝယ်နေတဲ့ပုံစံလေးကနေဒီဝတ္ထုတို့လေးကိုတည်ထားတယ် ဲပြုတ်30သားလဲတကြက်ခွဲဖြစ်နေပြီနော်တဲ့ဒါကဇေဝရပြောလိုက်တဲ့စကားပေါ့အဲ့ဒီအချိန်မှာဇေယောင်နဲ့သူကပြန်ပြောတယ်ကြာပါပြီအမရေတဲ့ဟိုအရင်တုန်းကတော့ငါမှုရေအဲ့လိုပြန်ပြောတော့အရင်ကဇေတွေလာမပြောနဲ့အမရေတဲ့ကျမတို့ဝေရတာကလည်းအရင်ဇေမဟုတ်ဘူးတပြီကို22ကျက်ပေးရတယ်အဲ့22ကျက်ကိုပြောလိုက်လို့ရှင်လဲနှစ်ပိတ်တာခွဲပေးရတယ်တဲ့ဒါကပဲတဲ့တဲ့ပေါ့ နောက်တစ်ဆိုင်ကိုပြောင်းသွားတော့ချက်သားဆိုင်ကိုရောက်သွားတယ်။အကောင်းလိုက်စီ၄ချက်အချမ်းဆိုရင်၄ချက်ခွဲပေါ့။အဲ့တော့ဈေးဝယ်တဲ့သူကပြောတယ်။ချက်ဈေးကလည်းကြီးလိုက်တာဟဲ့။တပိတ်သား40 45ချက်တဲ့၅ယောက်ကြားမဟာဆေးကြီးရဲ့ကလာဆောင်ရတဲ့လာစာကချက်၅ပိတ်သားပိုးလောက်ပဲရှိပါလားတဲ့။အဲ့တော့ချက်သားဆရာပြန်ပြောလိုက်တယ်။ဒီလောက်မှမရောင်းရရင်လည်းမကြိုက်ဘူးအမရဲ့တဲ့။ကျမတို့ယူရတာက38ချက်ဈေးတဲ့။ ဲ့လိုနဲ့နောက်တစ်ဆိုင်ကိုပြောင်းသွားရောတစ်ဆယ်သားတစ်ချက်ခွဲညီမလေးရေအစိတ်သားယူရင်တော့သုံးချက်ခွဲနေယူအင်းခရမ်းနေကွယ်အသားများတယ်သိချူတယ်တဲ့အဲ့တော့ခရမ်းသေးရလေအခုထိမပေါ်သေးဘူးနော်ခါတိုင်းဒီချိန်ဆိုရင် ပေါ်လာပြီဆိုပြီးတော့ဈေးဝယ်တယ်သူကပြောတာပေါ့အဲ့တော့ဈေးတယ်ကဩအမတို့ယူရတာကလေခါတိုင်းတော့မဟုတ်ဘူးငါညီမရေတဲ့အခုဈေးကတက်တက်တာကို130ဒါတောင်မနေလို့ရပြီးတော့ယူကြရတာတဲ့ အဲ့ဒါနဲ့ဈေးဝယ်သူကလည်းနောက်တစ်ဆောင်ကိုပြောင်းသွားရောအဲ့တော့ကြီးဟောဒီမှာငရုတ်သီးသိမ်းတစ်ပုံယူမယ်နော်တဲ့ပတ်စံကိုပြစ်ပေးလိုက်မယ် grow grow ဆိုပြီးတော့သူကသူ့ရဲ့ပတ်စံကိုပြစ်ပေးလိုက်တာပေါ့အဲ့လိုမပြောမစုံနဲ့ပတ်စံကိုပြစ်ပေးလိုက်တော့ဈေးစရာပြန်ပြောလိုက်တယ်ငရုတ်သီးသိမ်းတစ်ပုံကိုငားမှုတဲ့တမတ်မဟုတ်တော့ဘူးတဲ့အဲ့တော့ဈေးဝယ်ဟောတော့ဒါလေးတပုံကိုငားမှုဟုတ်လားတဲ့အဲ့တော့ဈေးစရာဟုတ်တယ်ငားမှုပဲတဲ့တပတ်ဖိုးရောက်လို့မကြိုက်တော့ဘူး ုအဝင်ကကိုကနဲနေလို့တဲ့အဲ့တော့ဈေးဝယ်တဲ့သူမှလည်းဘာမှမပြောတာပဲအော်ဆိုပြီးတော့ပဲနောက်တစ်ဆိုင်ကိုပြောင်းလိုက်တာပေါ့အဲ့မှာတက်တော့ငါအစ်စ်လေးဖြစ်ဒေးကလည်းဒေးဒါတော့ဆက်လေးချက်ဈေးပဲဟုတ်လားတဲ့ဈေးဝယ်တဲ့သူကတန်းတော်အောင်နဲ့တက်တော့ဈေးတက်သွားလို့မလို့မေးတာပေါ့အဲ့မှာဈေးရောက်တဲ့သူကဟုတ်တယ်တဲ့ဟိုဘက်ကနည်းနည်းကြီးတာလေးကတော့16ချက်တဲ့အဲ့မှာဈေးဝယ်တဲ့သူကညီးတော့တာပေါ့စိတ်ညစ်လိုက်တာတဲ့ ဲ့မှာဈေးရောက်တဲ့သူကစိတ်မညစ်နဲ့ဟဲ့တဲ့ငါတို့လည်းရောင်းရတာစိတ်ညစ်တာပဲငါတို့ဝယ်ရတာကိုကဈေးကြည့်နေတာဆိုတော့တဲ့အဲ့လိုကနေနောက်ဆုံးလက်ဆိုင်ကိုပြောင်းသွားရောဟဲ့နေရလေလို့တော့မယ်တရားကို နှစ်ချက်လို့ဟိုတခါငါဝယ်တော့ငါမှုရဲ့တဲ့အဲ့မှာငါမှုမရောက်နိုင်ကြပြီမရဲ့တဲ့ငါကခြံထဲကြော်ဝင်တဲ့ခွေးတွေကိုပြစ်ချင်လို့ဒါဝယ်ကြရတာနင်းလောက်စာလုံးကလည်းဈေးကတက်ပြီးရင်တက်နေတော့တာပဲတဲ့ အဲ့တော့ဈေးရောင်းတဲ့သူကောင်းလေးကပြန်ပြောတာပေါ့ဒါကတော့သူများနဲ့နေတူပေါ့ဗျာတဲ့အဲ့မှာဈေးဝယ်တဲ့သူကဟဲ့နင်ကဘာသူများနဲ့နေတူလဲတဲ့နင်ကရွှန့်တပြီကိုဘယ်နဲ့ချက်နဲ့ဝယ်နေရလို့လဲကုန်တင်ကားတွေအရောက်နေနေလို့ပစ္စည်းမရှိလို့လားတဲ့ကျက်တုံလို့ရွှန့်တက်မပေါ်သေးလို့ရွှန့်ဟောင်းကဈေးကြီးနေရလားတဲ့နင်းရွှန့်ခဲရရောမိုးပြက်လို့ပြက်သွားသလားတဲ့နင်းခါရိုက်လို့ရောတည်သွားသလားပေါ့အဲ့မှာ လောက်စလုံးရောင်းတဲ့ကောင်လေးကပြောလိုက်တယ်မဟုတ်ပါဘူးဗျာတဲ့ကဲဒါဖြင့်နင်းရှုံးကဘာကိစ္စဈေးတက်ရလဲပြောစမ်းပါဦးတဲ့အဲ့မှာလောက်စလုံးရောင်းတဲ့ကောင်လေးကပြောလိုက်တယ်ရှုံးကတော့ဈေးမတက်ပါဘူးဗျာတဲ့ဒါပေမဲ့ကျွန်တော်စားလို့ရှိရင်ရှုံးကိုကြိုက်စားလို့မှမရတာအန်တီရဲ့တဲ့အဲ့မှာဈေးဝယ်တဲ့သူလေကြောင်ရံအန်နဲ့ဂျန်ခဲ့တာပေါ့ဆိုတော့ကျွန်တော်ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်ကုံစင်းနှုံနေတက်ကြတယ်။ကုံစင်းနှုံနေထွက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စားတောက်စီတွေလည်းအကုန်လုံးတက်ကြတယ်။စီစီတွေတက်တယ်။လမ်းမဆက်သွယ်ရေးတွေဈေးတက်တယ်။ကားကားတွေဈေးတက်တယ်။အဲ့လိုပဲကားကားတွေဈေးတက်တဲ့အတွက်ကြောင့်မို့လို့စားတောက်ကုန်တွေဈေးတက်တယ်။စားတောက်ကုန်တွေဈေးတက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့စားတောက်ရတဲ့ဈေးတွေလည်းဈေးတက်လာတယ်။အခြေခံစားတောက်ကုန်တွေဈေးတက်လာတဲ့အတွက်ထမင်းတပွဲကလည်းငကူက1000ရောင်းတဲ့ဟာက2000 3000ဖြစ်လာတယ်။ လက်ဖက်ရည်တစ်ခွက်900000ရှိတဲ့ဟာက2300ဖြစ်လာတယ်ပေါ့တို့ပေမဲ့ဈေးတက်လို့မရတဲ့လူတန်းစားကြီးလည်းရှိနေပြန်တယ်လက္ခဏာဝန်ထမ်းတွေအခြေခံလူတန်းစားတွေကြတော့ဒီကုံစင်းလုံးရဲ့ထံကိုခံရရတယ်ပေါ့အဲ့ဒီမှာနောက်ဆုံးကပြောထားတဲ့စကားလေးကအရန်ကိုဟိုထိခိုက်တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်တို့ကရှုံကိုကိုက်စားတော့မှမရတာဘူးအဲ့တော့ဒီဝန်ထမ်းတွေအတွက်အခြေခံလူတန်းသားတွေအတွက်ကုန်စည်နှုန်းတွေအတွက်အရာရာကဈေးတက်ကြပြီမဲ့ဈေးမတက်နိုင်တဲ့လူတန်းသားတွေအတွက်ကတော့ရှုံကိုကိုက်စားလို့မှမရတာဆိုတဲ့စကားဟုတ်တော့မှပြောပိုင်ခွင့်ရှိကြသေးလားဆိုတာလေစဉ်းစားစရာပါဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကနည်းနည်းတော့တူတယ်ဆိုပေမဲ့မိတ်ဆွေတို့အထွတ်စဉ်းစားစရာလေးတခုတော့ရမယ်ထင်ပါတယ် အားလုံးပဲပိုရည်လာတော်မှာဖြစ်များဟုပိုင်ဆိုင်နိုင်ကြပါစေ။